မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်စကောင်စီနဲ့အတိုက်ခံနေကွာလာလမ်ပူမြို့မှာတွေ့ဆုံဆွေးနွေးကြဖို့မလေးရှားဖိတ်ကြားတဲ့အကြောင်းတင်ဆက်ပေးပါမယ်လက်ရှိမြန်မာအရေးမှာတာရှိခံတဲ့အဖြစ်တစ်ခုရှာဖို့ဂျိုးပန်းမှုအနေနဲ့ကွာလာလမ်ပူမြို့တော်မှာတွေ့ဆုံဆွေးနွေးကြဖို့မြန်မာပဋိပက္ခမှာပါတဲ့ဖွဲ့စည်းတွေကိုမလေးရှားနိုင်ငံကဖိတ်ကြားခဲ့ကြောင်းဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကပြောပါတယ်တွေ့ဆုံဆွေးနွေးဖို့ဖိတ်ကြားချက်ကိုပြီးခဲ့တဲ့လအတွင်းမြန်မာပဋိပက္ခမှာပါတဲ့ဖွဲ့စည်းတွေထံပေးပို့ခဲ့တယ်လို့၎င်းကဆိုပါတယ်ထီထွေးဆက်ဆံမှုဆက်လက် ပြုလုပ်နိုင်ဖို့အဖွဲ့တွေတာဝန်ရှိသူတွေနဲ့စစ်ပန်ရရှိဝင်စေလို့ကြဖို့အာဆီယံခေါင်းဆောင်တွေကိုကျွန်တော်တိုက်တွန်းပါတယ်လို့စင်ကာပူမှာကျင်းပတဲ့ရှန်ဂရီလာဆွေးနွေးပွဲမှာအထူးမိန့်ခွန်းပြောကြားပြီးအမေးဖြေကဏ္ဍမှာသူကပြောပါတယ်မြန်မာနိုင်ငံမှာရွှေကောက်ပွဲဖြစ်မြောက်နိုင်စွမ်းနဲ့ပတ်သက်လို့မိမြန်ရာမှာချက်ချင်းဦးစားပေးလုပ်ငန်းမှာငြိမ်းချမ်းရေးတည်ငြိမ်မှုရရှိရေးနဲ့လူသားချင်းစာနာမှုအကူအညီပေးအပ်ရည်လို့ဖြစ်တယ်လို့အန်ဝါအီဘရာဟင်ကဖြေကြားပါတယ်။ အပြစ်ခံရစံရေးတက်တန်းတိုးဖို့နဲ့လူသားချင်းစာနာမှုအကူအညီပေးရေးလှူဒါန်းအားလုံးကိုကာကွယ်ရေးကိစ္စအာဆီယံခေါင်းဆောင်တွေတွန်းအားပေးခဲ့တယ်လူသူကထောက်ပြပါရယ်မြန်မာစစ်ကောင်စီရဲ့ရွှေကောက်ပွဲကတရားမျှတပြီးအားလုံးပါဝင်ကဘယ်ပါတီကိုမှခြံလက်မထားရင်ရွှေကောက်ပွဲလုပ်ငန်းစဉ်ကမပြီးပြည့်စုံလင်ကစားကျွန်တော်တို့လက်တင်ခံဖို့အဆင်သင့်ပါပဲလို့ဆိုပါရယ် အခုနှစ်ဒီဇင်ဘာတမမုံ2026ခုနှစ်ဇန်နဝါရီလထက်နောက်မှကြာပဲအထွေထွေရွှေကောက်ပွဲတရက်ကျင်းပသွားမယ်လို့မြန်မာစစ်ကောင်စီကမက်လာတွင်ကြေညာခဲ့ပါတယ်။နောက်ထပ်တပုတ်အနည်းနဲ့စကန်သိမ့်မြို့သိမ့်နဲ့ထင်တာမြင်တာရှိရဲ့စစ်ပွဲအောင်နိုင်တဲ့အထိတိုက်ခိုက်နိုင်တဲ့အရာရှိနဲ့စစ်တီများကိုအသက်အရွယ်နဲ့အရေးချင်းကန့်သတ်မထားပဲယာရူးတိုးပြီးမယ်လို့မင်းအောင်လိုင်းမလုံးပြီးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံတော်စကန်သိမ့်မြို့သိမ့်နဲ့ထင်တာမြင်တာရှိရဲ့စစ်ပွဲအောင်နိုင်တဲ့အထိတိုက်ခိုက်နိုင်တဲ့အရာရှိနဲ့စစ်တီများကိုအသက်အရွယ်နဲ့အရေးချင်းကန့်သတ်ချက်မထားပဲယာရူးတိုး ေးမယ်လို့မင်းအောင်လိုင်းကမလုံပြည်တဲ့ညွှန်ကြားချက်တည်းရဲ့ထုတ်ပြန်လာကြောင်းနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုပါတယ်အစံဘက်စစ်ကောင်စီကလာမယ့်နှစ်ကုန်ပိုင်းမှာရွှေကောက်ပွဲကျင်းပမှာဖြစ်ကြောင်းထားကြောင်းနိုင်ငံတော်တည်ငြိမ်ရေးနဲ့လုံခြုံရေးအတွက်တက်မတော်သားများပါဝင်နိုင်ငံသားတိုင်းမှာတာဝန်ရှိကြောင်းနေမြေတည်ငြိမ်အေးချမ်းရေးနဲ့ဥပဒေစိုးမိုးရေးဆောင်ရွက်ရာမှာစခန်းသိမ်းမြို့သိမ်းနဲ့ဆုံးရှုံးနယ်မြေများပြန်လည်ရရှိရေးတိုက်ပွဲအနိုင်ရတဲ့အထိတိုက်ခိုက်နိုင်တဲ့အရာရှိစစ်တီများအလုံးကိုအသက်အရွယ်ပညာရေးချင်းနဲ့ယာလူဆိုင်ရာကန့်သက်ချက်များမထားတော့ဘဲယာလူတို့အဆင့်တို့ ပေးမှာဖြစ်ကြောင်းဒါပြင်ထိုက်ထိုက်တန်တန်လေးစုချမှာဖြစ်ကြောင်းသိရပါတယ်။စကန်သိမ့်မြို့သိမ့်နဲ့ဆုံးရှုံးထားတဲ့နေမျိုးတွေပြန်ရအောင်တိုက်ပွဲတွေနဲ့အနိုင်ရရှိရင်ရှာရူတိုးအဆင့်တိုးပေးမယ်။အဲ့ဒီလိုတိုးပေးတဲ့နေရာမှာအသက်အရွယ်အရေးချင်းကန့်သတ်မထားတော့ပဲတိုးပေးမယ်လို့ညွှန်ကြားချက်ထုတ်လာတယ်။ထင်သာမြင်သာရှိတဲ့တောက်ပွဲအောင်နိုင်မှုတွေရှိရင်စုတစိတ်တွေပါချီးမြှင့်မယ်လို့နေပြည်တော်စစ်ဘက်သတင်းအရင်းမြစ်ကပြောပါတယ်။ အဲ့ဒီလိုစစ်ကောင်စီကမလုံပေးရမှာစစ်မှုတန်းတပ်သားတွေကအကြုံဝင်ကြောင်းရာဒူးတိုးရမှာတိုက်ခိုက်စွမ်းရည်နဲ့စစ်ပွဲအောင်နိုင်မှုပေါ်ညူတီဘီတိုးမြင့်ပြီးမှဖြစ်ကြောင်းထိုက်တန်တဲ့ရှာဒူးနဲ့အစင်များနဲ့အတူလာစာစုကြီးအပါဝင်အခြားခွင့်ရများပါခန်းစားခွင့်ပေးမှဖြစ်ကြောင်းသိရပါရယ်အကြံဖက်စစ်ကောင်စီတပ်တွင်ပြည်သူ့ကာကွယ်တပ်များထံမှအလင်းဝင်ခြင်းထွက်ပြေးခြင်းစကမ်းနဲ့မျိုးများကိုခုခံကာကွယ်ခြင်းမပြုတော့ဘဲထွက်ပြေးခြင်းလက်နက်ချခြင်းစစ်တုံးပန်းဖြင့်ဖမ်းဆီးခံရခြင်းများဖြစ်ပေါ်လျက်ရှိကြောင်းတော်လိုင်းတပ်ဖွဲ့များရဲ့ထုတ်ပြန်ချက်အရသိရပါရယ်နောက်ထပ်တစ်ပ ုံနီနဲ့ထိုင်းပြန်စစ်သားများကသင်္ကန်းညီနောင်ပြူဟာကုန်းကိုစစ်ကြောင်းထိုးဖို့ထွက်လာပြီး KNL လေးပူပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ကမြောက်ရီမြို့ခလာယာ295ကိုပါတော်လိုင်းတပ်တွေကလက်နက်ကြီးနဲ့ပစ်ခတ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံကိုထွက်ပြေးခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြင့်ပြန်လည်စုဖွဲ့ထားတဲ့စစ်တပ်စစ်ကြောင်းကသင်္ကန်းညီနောင်ပြူဟာကုန်းကိုစစ်ကြောင်းထွက်လာတဲ့အတွက် KNL လေးတပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း KNL လေးစီးရီးသတင်းရင်းမြစ်တွေကပြောပါရယ်။မနေ့ကညနေ6:00နာရီချိန်မြောက်ရီမြို့ခလာယာ295မှာထိုင်းပြန်စစ်သားများဖြင့်ပြန်လည်စုဖွဲ့ထားတဲ့စစ် စ်ကြောင်းကသင်ငန်းညီနောင်စစ်ဖြူဟာကုန်းကိုတိုက်ခိုက်သိမ်းပိုင်နိုင်ဖို့အတွက်စစ်ကြောင်းထွက်လာကြောင်းအဆိုပါစစ်တပ်စစ်ကြောင်းကိုမြောက်ရီမြို့နယ်မြားစံနီရပ်ကွက်တင်အနောက်ဘက်တုံးတရားနေရာမှာ KNL ပူပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်တဲ့အတွက်တိုက်ပွဲပြင်းထန်နေကြောင်းသိရပါတယ်။ထိုင်းဘက်ကိုထွက်ပြေးပြီးပြန်ပို့ခံရတဲ့စစ်သားတွေကမြောက်ရီခလာရ295တပ်ထဲကနေစစ်ကြောင်းစုဖွဲ့ပြီးသင်ငန်းညီနောင်ဖြူဟာကုန်းကိုပြန်သိမ်းဖို့ထွက်လာတဲ့အရာကိုလမ်းကနေဖြတ်တိုက်တာပါ။တိုက်ပွဲပြင်းထန်နေတဲ့ညလုံးတဝုံတိုင်းတိုင်းနဲ့ခြာနေတာလို့ KNL စီးရီးတရင်ရင်းမြစ်ကဆိုပါတယ်။ တားအပြင် KNL လေးဦးဆောင်တဲ့မဟာမိတ်တွေကမြောက်ရီမြို့ခလာရ295တိုင်ရင်ထဲမှာရှိနေတဲ့စစ်တပ်ကိုလည်းလက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့ကြောင်းသိရပါတယ်။မနေ့ကည10နာရီခွဲလောက်မှာခလာရ295တပ်ထဲကိုမှဒီဘက်ကတော်လိုင်းတပ်တွေကပစ်သွားတယ်။အဲဒီခလာရ295မှာပြန်စုဖွဲ့ပြီးစစ်ကြောင်းထိုးလာတယ်လို့ KNL လေးသတင်းရင်းမြစ်တွေကဆက်လက်ပြောဆိုပါတယ်။ ။မြောင်းရီမျိုးဆောင်တက်ခါလာရနေရ95မှာ2024ခုနှစ်ဧပြီလအတွင်း KNL ပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးပြန်လည်စုခွာချိန်မှာစစ်တပ်ကပြန်လည်ဝင်ရောက်နေရယူခဲ့တဲ့တိုင်ရင်းဖြစ်တယ်လို့သိရပါရယ်။နောက်ထပ်တစ်ပုတ်အနေနဲ့မြောင်းရီမျိုးဆောင်တက်ခါလာရ295တိုက်ခိုက်ခံရမှုထိခိုက်မှုရှိတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ 295တန်ရင်းတွေကထိုင်းပြန်စစ်ကောင်စီတပ်သားတွေစုပေါင်းစစ်ကြောင်းထိုးမယ်လို့ကောလာဟာလာသတင်းထွက်နေရလို့သိရပါဗျ။ကရင်ပြည်နယ်မြားရီမျိုးဆောင်တပ်ဖြစ်တဲ့ခလာရ295တန်ရင်းကိုတော်လိုင်းတပ်တွေမင်းကမေလ31ရက်ညအုပ်ပိုင်းကလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်မှုမှာစစ်ကောင်စီတပ်သားတွေထိခိုက်မှုရှိရလို့ကရင်စစ်ရေးသတင်းအရင်းမြစ်တွေကပြောပါဗျ။မေလ31ရက်ညအုပ်ပိုင်း9နိုင်လောက်ကစပြီးည10နိုင်လောက်ထိတော်လိုင်းတပ်ဖွဲ့တွေကခလာရ295တန်ရင်းတွေကိုလက်နက်ကြီးတွေနဲ့စက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ကရင်စစ်ရေးသတင်းအရင်းမြစ်တွေကပြော ပါတယ်။ကြားတာအနည်းငယ်ထိခိုက်တယ်ကြားတယ်၃ရောက်ထိခိုက်တယ်လို့ကြားတယ်လို့ကရင်စင်ရေးသတင်းအရင်းမြစ်ကပြောပါတယ်။မြားရီမြို့ကန်တော်ဦးကတော့ခလာရ295တန်ရင်နဲ့ကိုအနည်းဆုံးလက်နက်ကြီး၁၀လုံးလောက်ကြားရောက်ပောက်ကွဲတယ်လို့ပြောပါတယ်။မင်းညားက295တန်ရင်တိုက်ခိုက်ခံရတဲ့လက်နက်ကြီးတန်တွေကထိုင်းနိုင်ငံမဲဆောက်မြို့ကနေအတိုင်းသားကြားနေရတယ်လို့မဲဆောက်မြို့ကမြန်မာတွေကပြောပါတယ်။မေလ28ရက်ကမြားရီမြို့တောင်ပန်းနာကဝေါ်လီမြို့ကကနဲလီတပ်စခန်သိမ်းပိုက်ခံရပြီးမှခလာရ295တန်ရင်ကတော်လိုင်းတပ်ဖွဲ့တွေရှိရာကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ ဲ့ပါတယ်။အဲ့ဒီပြက်ခတ်မှုမှာမြဝတီမြို့နာကရွှေမြဆန်နေရက်ွက်ထဲကပြည်သူတောင်းထိမှန်ခဲ့ပြီးတအုပ်ကတော့မဲဆောက်စင်းယုံကြီးမှာစေကူတာမှုခံနေရပါတယ်။ကလရ295တရင်ကိုကရင်မျိုးသားလွမြောက်ရေးတပ်မတော် KNL PDF ကော်ဗရာပူပေါင်းတပ်တွေက2024 AP လဆယ်ရက်ညကအဲ့ဒီတရင်ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ ခလာယာ295တန်ရင်တွေကတမ44တမမှုပုံမှုကြီးဆိုမင်းထပ်ပါဝင်စစ်ကောင်စီတပ်သားတရားကျော်ကမြန်မာတိုင်းချစ်ကြည်ရေးတရားအမှတ်နှင့်အောက်မှာတွားရောက်ခိုးလုံခဲ့ရပါတယ်။တော်လိုင်းပူပေါင်းတပ်တွေကခလာယာ295တန်ရင်ကိုတပတ်ကြာပဲထိန်းချုပ်ပြီးပြန်လည်ဆုတ်ခွာခဲ့ပါတယ်။အခုအဲ့ဒီ295ထဲမှာမြန်မာတိုင်းနယ်စပ်ကစကန်းသိန်းတိုက်ပွဲတွေထိုင်းနိုင်ငံနဲ့ကိုထွက်ပြေးတဲ့ရှာနဲ့ချီတဲ့စစ်သားတွေက295ထဲကိုပြန်လည်ဝင်ရောက်ရှိနေပြီဖြစ်ပါတယ်။မြန်မာတိုင်းနယ်စပ်ကဘလဲတူစကန်းသိန်းတိုက်ပွဲကနေထိုင်းနိုင်ငံနဲ့ကိုထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သား 60ကျော်ကိုမေလ28ရက်မှာထိုင်းနယ်စပ်ခန့်ဖြစ်တဲ့16ဂိတ်ကနေမြောက်ရီမျိုးဆောင်တပ်ဖြစ်တဲ့ခလာရ295တန်ရင်းနဲ့ကိုပြန်ပို့ခဲ့တယ်လို့သိရပါတယ်။ဗလဲဒူတပ်စခန်းကနေထိုင်းနိုင်ငံနဲ့ကိုထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သား62ဦးကိုကရင်နယ်ကြားဆောင်တပ် BGF ရဲ့အမှတ်လေးစစ်တီတာမှုဗိုလ်မှူးကြီးမုတ်တုံထင်းချုံမှုအောက်ကနယ်စပ်ဂိတ်ပေါက်တစ်ခုဖြစ်တဲ့16ဂိတ်ကနေပြန်ပို့ခဲ့တာလို့ဆိုပါတယ်။စစ်ကောင်စီတပ်သားတွေစခန်းသိမ်းတိုက်ပွဲကနေထိုင်းနိုင်ငံကိုထွက်ပြေးပြီးပြန်ပို့လာပြီးလုံရင်အဲ့ဒီ16ဂိတ်ကနေပဲပြန်ပို့နေတာလို့ဆိုပါတယ်။ ကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL လေးကရင်မျိုးသားကာကွယ်ရေးတပ် KNDO နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDN ရဲဘော်တွေကမြန်မာတိုင်းနယ်စပ်ကစစ်ကောင်စီတပ်စခန်းတွေကိုဇက်တိုက်သိမ်းပိုင်းတိုက်ခိုက်နေတာပါပြီးခဲ့တဲ့မေလ23ရက်ကကော့ဂရိတ်မျိုးနယ်ကစစ်ကောင်စီရဲ့ဘလဲတိုတပ်စခန်းသိမ်းတိုက်ပွဲကနေစစ်ကောင်စီတပ်သား62ဦးကထိုင်းနိုင်ငံကိုထွက်ပြေးခဲ့တာပါထွက်ပြေးပြီးငါရဲ့အကြမှာပဲထိုင်းစစ်တပ်က16ခေတ်ကနေပြန်ပို့ခဲ့တာလို့ဆိုပါတယ်မေလ29ရက်မှာလည်းစစ်ကောင်စီတပ်သား62ဦးကထိုင်းနိုင်ငံတွင်းကနေဖြတ်ပြီးတေးပေါ်ပို့ပြွာတပ်စခန်းကိုစစ်ကူလာခဲ့ပါတယ် အဲဒီစစ်ကောင်စီတပ်သား62ဦးကိုလည်းတော်လိုင်းပူပေါင်းတပ်တွေကမေလ28ရက်မှာကြားဖြတ်တိုက်ခိုက်ခဲ့တာမှာ28ဦးကထိုင်းနိုင်ငံနဲ့ကိုပြန်လည်ထွက်ပြေးခဲ့တာပါ။ဒါအပြင်မေလ28ရက်ညအုပ်ပိုင်းမှာလည်းနေဆက်ကဝေါ်လီမြူနာကကနဲလီစစ်ကောင်စီတပ်စခန်းတော်လိုင်းပူပေါင်းတပ်တွေကသိမ်းပိုင်ရာမှာလည်းစစ်ကောင်စီတပ်သား52ဦးကထိုင်းနိုင်ငံနဲ့ကိုထပ်မံထွက်ပြေးခဲ့ပါတယ်။နေဆက်ဒီသားမှာရှိတဲ့တပ်စခန်းတွေတိုက်ခိုက်ခံရတဲ့အခါစစ်ကောင်စီတပ်သားတွေကအလွယ်တကူပဲထိုင်းနိုင်ငံနဲ့ကိုပြေးဝင်နေကြတာပါ။ထိုင်းစစ်တပ်ကထိန်းသိမ်းပြီးရတ္တတပတ်ကြားတဲ့အခါသူတို့ကိုစစ်ကောင်စီတပ်ပြန်လွှဲပေးပါတယ်။ ်ကောလာဟာလာတရင်တွေမှာတော့ခလာရ995တရင်တွေမှာစုမိနေတဲ့ထိုင်းနိုင်ငံတွေကိုထွက်ပြေးပြန်ဝင်လာတဲ့ထိုင်းပြန်စစ်ကောင်စီတပ်သားတွေကတော်လိုင်းတပ်တွေတင်ထားတဲ့မြောက်ရီမျိုးထွက်ကသင်ငန်းညီနောင်ထိသားကိုစစ်ကြောင်းထိုးမယ်လို့ဆိုပါတယ်လက်တလောအချိန်ထိတော့စစ်ကြောင်းထိုးထွက်တာမရှိသေးပဲ995တရင်တွေမှာပဲစုဝေးနေကြပါတယ်သူတို့ထိုးရဲလို့ထိုးပေါ်လို့ကော့ဘရာစစ်ကြောင်းနဲ့နီးစပ်တဲ့ခရင်စင်ရေးတရင်အရင်မြစ်တုံးကပြောကြားခဲ့ကြောင်းတရင်မှာဖော်ပြပါရှင်